ားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာຫນွေဦးနေရေးတာတဲ့ကျွေလွင့်သားကောင်ရဲ့ရှိုက်တန်းဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်အခန်းတင်အမောင်တို့ကြားကနေထွက်ပေါ်လာတဲ့ဖုန်းနှိုးဆက်တန်ကိုကြားတော့ကျမအသိစိတ်ဝင်လာတယ်ထုံးစံတိုင်းမနက်9:00ဖြစ်မယ်တကယ်တော့မနက်9:00တိုင်းဟာ ကျမအတွက်ပုံမှန်အိပ်ရာထခြင်း။ထလာနဲ့မျက်နှာသိထမင်းဟင်းချက်ရေမိုးချိုစားတောက်ပြီးမှ ထမင်းဆိုင်ကလေးစပိန်ရှိချင်းနဲ့ထဲကအလौရှိရာ ထွက်လာနေကြပေါ့။အလौကထိုင်းနိုင်ငံရဲ့နမဲကြီးအသားပြမုတ်ဆက်ယုံကြီးတစ်ခုမှာမုတ်ထုပ်တွေတစိုက်ကတ်တယ်နေရ။ကျမအဆောင်ကနေအလौကိုရောက်ဖို့နိုင်ဝက်လောက်စပိန်နင်းသွားရတယ်။ကျမအတွေးတွေကိုဗရိတ်အုပ်လိုက်တယ် အလုံနောက်ကြလို့မဖြစ်ဘူးအိယာကနေလူလဲထားလိုက်တယ်အိယာဘေးမှာခြားထားလေးရှိတဲ့ဖုန်းစီကိုနှိုးဆက်ပိတ်မယ်ဆိုကလက်လှမ်းလိုက်တယ်အိုးဘင်းနေပါလေဘာမှစမ်းမရသလိုလေဟာနေကြီးနောက်ပြီးကျမကုကူကိုတတိကတ်ကြည့်လိုက်တယ်အိုးဘာတွေဖြစ်ကုန်တာလဲဖယားဖယားတပည့်တော်မကိုကဲတော်မူပါအဲ့ဒီလိုကျမအော်မိတယ်ကျမအတန်ကိုလည်း ဘသူမှမကြဘူးလားကျမယူသွားတာလားအိမ်မက်မက်နေတာလားဘာဖြစ်နေတာလဲကျမဘာသာမသေးကွဲတော့ဘူးကျမနေတာကဘဝတူမြန်မာရွှေပြောင်းအလုပ်သမားတွေရဲ့လိုင်းငံပဲလို့သတိရလာတယ်ပြီးမှကဲကြပါအောင်လို့နောက်တစ်ချိန်ထပ်អော်မိတယ်ကျမအတန်ကို ကျမပဲကြားနေရတယ်လို့တခြားအလုပ်သမားလိုင်းငံတွေစီကဘာတုံ့ပြန်တယ်မှမကြားရဘူး ကျောင်းလန့်တကြားနဲ့မိခလုတ်ဖွင့်ကြည့်ထိလို့လည်းမရ၊ကင်လို့လည်းမရ။အခန်းပြင်ထွက်ဖို့တကားစီဆန်းသွားလိုက်တယ်။အန့်စရာတကားဖွင့်စရာမလိုပဲအခန်းပြင်ရောက်သွားတယ်။အလေးရောင်တွေကစူးစူးချမ်းချာနဲ့လူကလေနဲ့တူအဝေးကြီးကိုရုတ်တရက်လွင့်ပါသွားပြီးအမောင်တူကြီးတဲ့နစ်မြုပ်သွားတယ်။အဲ့ဒီအမောင်ထဲမှာကျမဘာရင်မသိပဲကြောက်ရွံ့တုန်လှုပ်နေမိတယ်။အလေးရောင်ကို အငမ်းမရရှားကြည့်တယ်။မရဘူး။တွေးပြက်ဖွယ်အမောင်တို့ကကျမပေါ်ပြိကြလာတယ်။အမောင်ထဲမှာမွန်းချက်ပိတ်လောင်ရင်ရွန်ရှားထိတ်လန့်ဝဲဝေဒနာတစ်ခုကို ကျမခံစားလာရတယ်။အခန်းနှင်းဝင်းမဒီနေ့ညငါတို့ဆက်ရုံနဲ့တိတ်မွေးတဲ့နေရာမှာဈေးပွဲတော်ရှိတယ်။ညှိလိုက်ခဲ့ပါလား။အပြန်မှညှိဆောင်ကိုငါတို့လိုက်ပို့ပေးမယ်လေ။အလုတ်သိန်းကနေချိန်ကျမမျက်နှာတက်ခြေလက်ဆင်းနေတော့မမမြင့်ကျမအနာရောက်လာတယ်။ ဈေးပွဲတော့သွားဖို့ကျမကိုအဖော်လာညှိနေတာရဲ့တကယ်တော့မမမြင့်ကလည်းကျမတို့အညာဘက်ကပဲဒီဆက်ယုံမှလည်းလုံသက်10နှစ်ကျော်ပေါ့ဒါကြောင့်လဲလုပ်ငန်းကျွမ်းတဲ့မမမြင့်ကိုဆက်ယုံကအလေးပေးထားတာရဲ့မမမြင့်ကနေတော့လဲကျမတို့ဆက်ယုံနာကအဆောင်ပါပဲနေတယ်ဒီဆက်ယုံမှာ အလုပ်ဝင်စားကလေးကမမမြင့်ကျမကိုအလုပ်တွေတင်ပြတယ်ထိုင်စကားလဲတင်ပေးတယ်အခုတော့လုံသက်2နှစ်ကျော် ကျမကအလုတ်ရောစကားပါတော်တော်ရနေပြီ။ဒါပေမဲ့ကျမမမမြင့်ကိုသဘောမကျဘူး။ तू ကဆရာကြီးလှုပ်ချင်တာပဲ။ဘလို့ဝဘလို့ထိုင်းဘသူနဲ့မပေါင်းနဲ့လို့ပါ။လိုက်ပြီးတားမြင်နေတတ်တယ်။ထုတ်ချက်မှုတွေကိုကျမမကြိုက်ဘူး။ကိုလှုပ်အားနဲ့ငွေရှာ။ကြိုက်တယ်လို့သုံး။ဘလောက်လွတ်လပ်လဲဒီနိုင်ငံမှာ။အပြိုကြီးမမမြင့်တတ်တတ်အပေါ်တွေလှုပ်တာလို့ကျမတွေးမိတယ်။ကျမတို့အငယ်အများစုကသူ့ကိုသဘောမတွေ့ကြဘူး။မလိုက်တော့မမမြင့်ဟို ကျမတို့အဆောင်ကကျမကောင်လေးရလိုက်ပို့မယ်တဲ့ကျမစကားကိုကြားတော့မမမြင့်အံ့ဩသွားပုံပဲဝေမာကြီးရေမြေချားမှာအဆစကယူဆိုင်တော့ဝေမာကုနေတဲ့နေရာကဒုဆက်ယုံနဲ့ဝေးတယ်အဲ့ဒီမှာကို့နေသူနေသားလည်းမရှိဆက်ယုံကလှုပ်ဖို့ကင်ဘတ်တွေမရှိနဲ့ရဲ့အရေးကြောင့်တိုင်ပင်စရာရှိလဲတို့ကိုပြောနော် ကျမစိတ်အချင်းပေါက်လာတာနဲ့ပြန်ကောထည့်လိုက်တယ်ဟုတ်ကဲ့ပါမမမြင့်ကျမအသက်20ကျော်ပါပြီကလေးလေးမဟုတ်တော့ကျေးဇူးပါနော် ြောချင်တာတွေပြောပြီးအဲ့ဒီနေရာကနေကျမထွက်လာလိုက်တယ်။ဆရာမကြီးလှုပ်ချင်တဲ့မမမြင့်တော့အတန်ပိတ်နှုတ်ပိတ်ကကြံခဲ့လေရဲ့။ညာရှင်နာကြီးထိုးလို့အလုတ်စင်းကြီးရောက်တာနေကျမဘသူ့ကိုမှမနှုတ်ဆက်ပဲကိုစပိန်လေးအသာနေမီပြန်ခဲ့တယ်။ကျမကငါးလွာရှိတဲ့အဆောင်ကြီးရဲ့လေးလွာမြောက်မှာနေတယ်။ကျမချစ်သူမောင်ကအောက်ဆုံးအလွှာမှာနေတယ်။ဒီအချိန်ဆို အစာငုံမောင်ပြန်မရောက်သေးဘူး။မောင်ကကျမနဲ့ဆက်ယုံမတူဘူး။သူကကားတ aya ယုံမှလှုပ်တယ်။ဘသူတွေပါပြောပြောကျမကတော့ရီမွန်တွက်လက်တဲ့ကရင်တိုင်းရင်သားလေးမောင်ကိုယုံတယ်။ကျမနဲ့ရွယ်တူတန်းတူမို့တိတ်ပြီးညိမနေရအောင်။စိတ်တူကိုယ်တူမို့ကိုယ်တိုင်းကိုယ်ပြည်ရေးအစဘဝအရေးအဆုံးတိုင်ပင်လောက်ကန်လို့ရတယ်သူ။ဆက်ယုံမှာလူပန်းစိတ်ပန်းနဲ့လောက်ကန်ခဲ့ရသမျှ မောင်နဲ့ဆုံရတဲ့အချိန်တွေဟာပျော်စရာအတိပဲလီရေမိုးချိုအလှပြင်းပြီးမောင်ဖုန်းဆက်လာမှကိုကျမမျှော်နေမိတယ်တကယ်တမ်းမောင်စီကဖုန်းလာတော့ကျမစိတ်ညစ်သွားရတယ်မောင်တို့အလုပ်ကရေးကြီးနေလို့ဒီည7နှစ်နာရီထိ OD ဆင်းပေးရမယ်တဲ့တနင်္ဂနွေပိတ်ရက်မှာရှောက်လေကြရအောင်မောင်ဂရိပြီးတယ်နော်ကျမအိတ်ချင်စိတ်မရှိသေးတာနဲ့အခန်းရှိကော်ရက်တာမှာထွက်ထိုင်နေမိတယ်ကျမတို့လေးလွာရဲ့အခန်းတွေက တိတ်ဆိတ်လို့နေဆိုင်သမားတွေကပွဲတော်သွားကြတယ်လို့ညဆိုင်သမားတွေကလည်းအလုတ်သွားကြပြီကို ကော်ရီတာတစ်ချောင်းဖြတ်တိုက်လာတဲ့လေပြေအေးကြောင့်ဂျမစိတ်တဲလန်းဆန်းသွားတယ်လေးလွာကနေမြင်နေရတဲ့ရှေးစီကကောင်းဝင်ကြီးကို အမတ်မဲ့ကြည့်နေမိတယ်ကျဲကလေးတွေက အမောင်ကြီးဆိုးတဲ့ကောင်းဝင်ရံမှာ အာယူပြီးတလက်လက်လင်းနေတယ်အဝေးကအိမ်ကိုတတိကျလာတယ်မိဘနှစ်ပါးနဲ့ မောင်ငယ်လေးတွေဘေးကင်းကြပါစားလို့တွေးပူမိတယ်။လူရောစိတ်ပါမအောင်နေရမယ်လို့ကျမဘာသာအတင်းထားရတယ်။မဟုတ်ရင်ကျမငိုမိတော့မယ်။ရုတ်တရက်ကျမအကြအယုံစီတိုးဝင်လာတဲ့အတန်တွေက ကျမခံစားချက်တွေကိုတစားစီလွင့်ပြဲသွားအောင်နှောင့်ရှက်လိုက်ကြတယ်။ကျုံနေဒီအရေတွေကြီးတောက်မနေနဲ့။နေမချက်ဘူးလား။အလုံးမချတော့ဘူးလား။မိမလှုပ်စာထိုင်စားနေတာဘယ်နှလားရှိပြီလဲ။ ။ဟာဒီမိမတော့စကားများနိုင်လုံးနဲ့။ငါလှုပ်ကြွေးတော့ငါဘာသာမှမကြားရအောင်။ငါလည်းလှုပ်ရှားနေရနေမသိဘူးလား။နေရှာတာဘာတောက်ထင်ကြီးစရာရှိလဲ။နှလုံးသုံးလုံးနဲ့ပလုံနေတာမဟုတ်လား။အေးဒီလအတွက်လှုပ်ရရင်ရ။မရရင်ငါပြန်ပါ။နေတာဒီတိုင်းမီမှာနေခဲ့။ကျမအခန်းရဲ့တခန်းကျော်ကပွဲတဲ့ကျော်လည်းမရရဲ့အတန်တွေစကြရပြီ။ညပြဆက်ကိုရိုးရမပြန်ကနေကြတာလေ။မောင်ပြန်လာချိန်အထိမဆောက်နိုင် မနဲ့အလုတ်သွားရအောင်မှမို့ကျမအေးရဝင်ခဲ့တယ်။အလုတ်ပန်းပန်းနဲ့ကျမအိမ်မောကြသွားခဲ့တယ်။ဘလောက်ထိအိမ်မောကြသွားတယ်မသိဘူး။ကျမအပေါ်တယောက်ယောက်ကတက်ဖိထားတာကိုအိမ်မက်မက်နေတယ်လို့ခံစားလိုက်ရတယ်။ပြီးတော့ကျန်းတန်းနဲ့အနန်းတွေမတရီစရာရှင်ဆုံးဆုံးအရက်နဲ့တွေကျမအဝတ်စားတွေကို အတင်းဆွဲချွနေတာတွေဒါအိမ်မက်မဟုတ်ဘူးလို့ကျမသိလိုက်တယ် မောင်များလာလို့ကျမတွေးမိတယ်။မောင်ဆိုရင်လေဒီအနေထားကိုတော့လက်မခံနိုင်ဘူး။ကျမကြောက်လန့်ပြီးအနားကဖုန်းနဲ့ယူအကြည့်မှာအဲ့ဒီလူကလက်ဦးပြီးဖုန်းကို ပုတ်ထုတ်လိုက်တယ်။ကျမပါဇက်တွေကိုလည်းသူ့လက်ကျန်းကြီးတွေနဲ့ဖိပိတ်ထားတယ်။ကျမသူ့လက်ကလွတ်ဖို့ကြိုးစားရုံးကြည့်တယ်။မရဘူး။သူ့မျက်နှာကိုကုတ်ချစ်တွန်းဖယ်ဖို့ကြိုးစားနေတော့ကျမလှည့်ပင်းတွေကို သူလက်တစ်ဖက်နဲ့ညှစ်လာတယ်။ကဲတော်မူကြပါအသက်ရှူကြက်လာရင်လေဘင်းစီကနာကျင်မှုကို မခံစားနိုင်တော့တဲ့အဆုံးဂျမအတိစိတ်တို့လွင်မျောသွားပြီးကြောက်စရာအမောင်တို့ကပြိကျလာတယ်။အခန်းတော်အချိန်တွေဘလောက်ကြာသွားတယ်မသိစူးရှာတောက်ပတဲ့အလင်းတွေကိုမြင်ပြီးဂျမသတိပြန်ကပ်လာပြန်တယ်။ဟောဟိုမှာလူတွေတယုံယုံနေဘယ်နေရာမှာလိတ်လို့ကျမစဉ်းစားကြည့်တယ် ကျမတခါကရောက်ဘူးတဲ့ကျမတို့နေမိတဲ့ကထိုင်းဖုန်ကြီးကြောင်တကြောင်ပဲအဲ့ဒီတုန်းကဆက်ယုံကတငယ်ချင်းတွေနဲ့လာခဲ့တာရွှေပြောင်းမြမအလုတ်သမားတွေရဲ့စူပောင်းပုံကထင်ခင်းငယ်တုန်းကပေါ့ခုဟာကအဲ့ဒီလိုပွဲမျိုးမဟုတ်ဘူးလူတွေကမျက်နှာတွေညှိုးနှဲနေကြတယ်တချို့ကငိုနေကြတယ်ညီမလေးဝေမာကြီးငါတို့ဘလို့ဖြေရမှာလဲငါစကားကိုနားမထောင်တဲ့ကောင်မလေး ခုတော့ညီညီရေစကားကိုစုံအောင်မပြောနိုင်မဲချုံးမွေးချငိုနေသူက မမမြင့်ပါရော မမမြင့်ဘေးမှာလဲအလုတ်တဲကကျမတငယ်ချင်းတွေ အများကြီးပါလားသူတို့ကျမကိုတပြီးဘာလို့ငိုနေလဲကျမဒီမာလီမငိုကြပါနဲ့ကျမမမမြင့်ကိုပျော့ပျော့ဆူဆူလှမ်းဖက်လိုက်တယ်အရာမထင် လေယာဉ်ကိုလှမ်းဆွဲလိုက်ရသလို ကျမလူအုပ်ကိုကြော်ကြည့်လိုက်တော့ငွေရောင်ကနုတ်ပန်းတွေနဲ့အလှဆင်ထားတဲ့အခေါင်းလှလှလေးထဲမှာမိန်းကလေးတူလဲလျောင်းနေတယ်လဲလျောင်းနေတာတခြားသူမဟုတ်ကျမကိုယ်တိုင်ပါရောမဟုတ်သေးဘူးကျမကဘာလို့တည်ရမှာလဲအခုတော့တမလော်မှာနှောင်နှရနေပြီလားယင်ဝေမငါတို့ဘလို့ဖြေရမလဲဘဝဆက်တိုင်းဒီလိုအဖြစ်ဆုံးမျိုးနဲ့မကြုံပါစီနဲ့အေးငါတို့စူတောင်းပေးလိုက်ပါတယ် ညီကိုအခုလိုရက်ဆက်တာညီကကောင်လားဘသူတုံးအေးသူ့ကောင်မဲ့နေမှာပေါ့အခုရဲစခန်းမှာအဲ့ဒီကောင် အစ်စ်ခံနေရပြီအလုတ်ထဲကတငယ်ချင်းတွေကို ကျမတခုခုပြောဖို့စူးစမ်းကြည့်တယ်မရဘူးအခန်းလေးနေမြေရဲစခန်းမှာအစ်စ်ခံနေတာမောင်မဟုတ်လားမောင်နှဘေးမှာလဲမြမလူမျိုးပရာဟိတအဖွဲ့သမားတွေမောင်မှာအပြစ်မရှိလို့ထင်တယ် သူတို့မောင်ကိုပြန်လွတ်လိုက်ကြတာလားကျွန်တော်အဆောင်မပြန်သေးဘူးဝေမအလောင်းကိုထားထားတဲ့ဘုန်းကြီးကျောင်းကိုသွားကျင်တယ်ပရာဟိတာသမားတွေကမောင်ကိုကျမရှိရာလိုက်ပို့ကြတယ်မောင်ကအသက်မထွက်ပဲကျိတ်ပြီးငိုနေပါရော ကျမလည်းငိုနေရပြီမောင်ကြီးဟောကိုမဝေမကို ရုံမှသွားတဲ့ကောင်လာနေပြီဟင်နေမို့လားငါတို့ညီမလေးကိုရက်ဆက်လိုက်တာဟဲ့ကျွန်တော်မဟုတ်ဘူး မဟုတ်ရပါဘူးဗျာမောင်ကမမမြင့်တို့အဖွဲကို စကားဆုံးအောင်မပြောနိုင် ခလေးငယ်တယောက်လို ရှာကြီးတငယ်ငိုကြွေးနေတော့တယ်ပရာဟိတအဖွဲဝင်တွေကမမမြင့်တို့ကိုကြားဝင် ရှင်းပေးတယ်တကယ်တော့ဝေမာနေတဲ့ခန်းကမလုံးကြုံဘူးဗျသူတယောက်တည်းနေရလဲတည်တော့တကောင်သားကွက်ချောင်းနေမှာပေါ့အဲ့ဒီညကည7နိုင်လောက်ဝေမာအိမ်မောကြချိန်မှာလူယုံမာကကြံတာပဲသူ့မိမကလည်းညဆိုင်ဆင်းသွားကြလေ သူအစ်စ်ခံတော့ကပြောပုံရဝေမအခန်းကအပြင်လူဝင်းရလွဲနေတယ်တရုတ်ကမှန်ပရင်က လက်နိုင်ပြီးတကားချက်ကိုဆွဲဖွင့်တာတဲ့ဝေမာကသူ့မျက်နှာကိုမြင်သွားတော့အသေးတက်ပြစ်ခဲ့တာပဲအဲ့ဒီလူဝေမအခန်းထဲကပြန်ထွက်သွားတာကိုအလုတ်ပြန်လာသူတယောက်ကတွေ့လိုက်လို့တော်သေးတာရင်ပရာဟိတသမားရဲ့စကားအဆုံးမှာမမမြင်းတို့စီကကြေခွဲစိုးနေမှုနဲ့အတူငိုတံတွေပြိုဆင်းလာပြန်တယ်ကိုလူမျိုးအချင်းချင်းစော်ကားယုံနေမဟုတ်ဘူးလူသက်သွားသေးတယ် ကျုံမှရိုင်းဆိုင်လိုက်တာရှင်။မောင်ကဘသူ့ကိုမှစကားမဆိုနိုင်ပေ။မျက်ရည်တွေသာကျနေတယ်။ကျမလည်းငိုနေတယ်မောင်ရဲ့။တစ်ချိန်ကျရင်ကျမတို့အတူတူကိုတိုင်းကိုပြီကိုပြန်ကြမယ်။လှုပ်စရာအလုပ်တွေအများကြီးရှိသေးတယ်လို့ပြောခဲ့ဘူးတယ်လေ။ကျမမောင်နဲ့အတူလက်တွဲပြီးဘဝခရီးကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကျင်သေးတယ်လေ။ကျမမှာဘာပြစ်ရှိလို့ ဒီအဖြစ်ဆိုးကြီးကြုံရတာလဲတခုပဲပြောစရာရှိတယ်မောင်ကိုစကြက်မီမဟုတ်တဲ့နေမီတက်မှာကျမတတိလက်လော့ရေတင်လွန်းသွားခဲ့ရုံလေးပါ မောင်ရဲ့နားစင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်